မစီနဲ့တွေ့ကစားရတာဘလို့လဲဆိုတာကိုဖွင့်ဟခဲ့တဲ့အမ်ပါဘေရီယယ်မက်ဒရစ်တိုက်စစ်မှုအမ်ပါဘေကတော့ကမ္ဘာကျော်ဘလုံးသမားမစီနဲ့အတူတွဲဖက်ပြီးကစားရတာဘလို့ခံစားရလဲဆိုတာကိုတော့ဖွင့်ဟခဲ့ပါတယ်ပြင်းသစ်လက်ရွေးစဉ်အသင်းကောင်းဆောင်အမ်ပါဘေကတော့ပြင်းသစ်ထိပ်ပြီး PSG အသင်းမှာဘောလွန်ဒီယော၈ချိန်ပိုင်ရှင်မစီနဲ့၂ရာသီတွဲကစားခဲ့ပူပါတယ်2021နွေရာသီမှာတော့မစီက၁၀စု၂ခုကျော်ကြာကစားလာပြီးတဲ့နောက်ဘာစီလိုနာအသင်းနဲ့လမ်းခွဲပြီးတော့ PSG အသင်းကိုပြောင်းရွှေ့ပြီးတော့ဂျေးလွန်းနဲ့အန်အားသုံးပွဲပြောင်းရွှေ့ခဲ့တာပါအဲ့ဒီချိန်တုန်းကတော့မစီနေမှာဘာဘေတိုက်စစ်တွဲနဲ့ပြ PSG အသင်းကဥရောပမှာအသင်းတိုင်းတရေကျလောက်တဲ့တိုက်စစ်အစုအဖွဲ့ကိုပိုင်ဆိုင်ခဲ့တာပါ။ဒါပေမဲ့မက်ဆီနေမှာဘာဘီရိုရဲ့နာမည်ကျော်တိုက်စစ်တွဲက PSG အသင်းပိုင်ရှင်နဲ့အရန်လိုချင်နေခဲ့တဲ့ချန်ပီယံလိဖလားကိုတော့ရယူခဲ့နိုင်ခြင်းမရှိဘဲနဲ့ရနေကြပြည်တွင်းဖလားတွေကိုပဲရရှိခဲ့တာပါ။အခု Real Madrid အသင်းမှာကစားနေတဲ့ MRB ကတော့ဘောလုံးလောကရဲ့ထာဝရအကောင်းဆုံးအဖြစ်တင်စားခံရတဲ့မက်ဆီနဲ့တွဲကစားရတာဘယ်လိုမျိုးလဲဆိုတာကိုသူ့ရဲ့အတွေ့အကြုံကိုဖွင့်ဟပြောကြားခဲ့တာပဲဖြစ်ပါတယ်။ MRB ပြောတာကတော့မက်ဆီရဲ့နေထိုင်ပုံကလုံးဝကိုတာမန်လူတွေလိုပါပဲ။ကြော်ကြ ြတဲ့လူတွေဘာဖြစ်တယ်ဘလို့ဆိုပြီးတော့ခင်ဗျားတို့ပြောကြတယ်ပြောကြလိုက်မယ်ဒါပေမဲ့မက်ဆီကတော့လုံးဝတာမန်လူတွေလိုပဲနေထိုင်တာပါသူကလူတိုင်းကိုလေးစားမှုပြည့်နဲ့ဆက်ဆံတယ်ကစားသမားတယောက်အနေနဲ့ဆိုတော့သူကအယံကိုထူကြတဲ့ကစားသမားပါမက်ဆီလိုတိုက်စစ်ကစားသမားတအူးသာခင်ဗျားတို့အသင်းမှာရှိမယ်သူကစားကိုတစ်ချိန်လုံးခင်ဗျားတို့ကြည့်ကျင်နေလိုက်မယ်သူဘလို့ကစားတယ်သူဘလို့လှုပ်လိုက်တယ်ဘလို့အဆုံးသတ်လိုက်တယ်ဆိုတာတွေကိုတော့မြင်တွေ့ရလိမ့်မယ်သူနဲ့တူတူတွဲဖက်ကစားပြီးတဲ့နောက်မှာကျွန်တော်အနေနဲ့ဘောလုံးပွဲတွေကိုအရင်ကထပ်ပို့ပြီးနားလည်လာခဲ့ပါတယ်ဆိုပြီးတော့ဆိုခဲ့ပါတယ်ဆက်လက်ပြီးတော့အမ်မာဘေကမက်ဆီနဲ့တွဲ ပတ်ကစားကွက်ရခဲ့ခြင်းမှာအယံကန်ကောင်းပြီးတော့သူ့စီကံနဲ့အများကြီးသိယူခဲ့ရတယ်ဆိုပြီးတော့လည်းဝန်ခံပြောကြားခဲ့တယ်။မက်ဆီနဲ့တွဲဖက်ကစားကွက်ရတာအယံကိုကန်ကောင်းပါတယ်။မက်ဆီနဲ့တွဲဖက်ကစားကွက်ရလိုက်မယ်လို့ကျွန်တော်လုံးဝကိုထင်မှတ်မထားခဲ့တာပါ။ကျွန်တော်ရဲ့အိမ်မက်ကရီယယ်ကိုသွားဖို့ဖြစ်ပြီးတော့မက်ဆီအနေနဲ့လည်းဘယ်တော့မှဘာစီလိုနာကနေထွက်မယ်လို့တော့မထင်ခဲ့ဘူး။ဒါကြောင့်မက်ဆီနဲ့တွဲဖက်ကစားကွက်ရရှိမယ်လို့လုံးဝကိုမမျှော်လင့်ထားခဲ့တာပါ။ဒါပေမဲ့ကျွန်တော်မက်ဆီနဲ့တွဲဖက်ကစားကွက်ရခဲ့ပါတယ်။သူ့စီကံနဲ့ကျွန်တော်သိယူခဲ့တာတွေကတော့အများကြီးပါပဲ။အဲ့ဒီအတွက်သူ့ကိုကျွန်တော်ကျေးဇူးတင်ပါတယ်။ PSG မှာသူနဲ့တွဲဖက် ကစားခွင့်ရရှိခဲ့တဲ့နှစ်နှစ်ကတော့ကျွန်တော်တို့ရွှေပါပဲဆိုပြီးတော့ MRB ကပြောကြားခဲ့တာပဲဖြစ်ပါတယ်။